1948ဇူလိုင်16ရက်နေ့မှာဘူဂျွန်ဆန်နဲ့သူ့ဝင်ကြီး6ဦးသာလှုပ်ကြံမခံခဲ့ရရင်ကျွန်တော်နိုင်ငံဒီကနေ့မှာဘလို့နိုင်ငံမျိုးဖြစ်နေမလဲဒါမှမဟုတ်ဘူကြီးအုံကျော်မြင့်သာအာနာရှင်ဘူနေဝင်းကို1986မှာလှုပ်ကြံနိုင်ခဲ့ရင်ကျွန်တော်နိုင်ငံဟာစစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ခဲ့မလား ကျွန်တော်နိုင်ငံမှာဖြစ်ခဲ့တဲ့လှုပ်ကြံတက်ပြတ်မှုတွေကိုကြည့်မယ်ဆိုရင်လူဆိုးတွေတဲ့လူတော်လူကောင်းတွေနိုင်ငံနဲ့ကိုယ့်လူမျိုးတွေအတွက် တကယ်တာဝန်ထမ်းမဲ့သူတွေပိုပြီးလှုပ်ကြံခံခဲ့ရတာတွေ့ရပါတယ်ဥပမာပြောရရင်ဗိုလ်ချုပ်အောင်ဆန်းတို့အပြင်နိုင်ငံသားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ICS ဦးတင်ထွတ်သမရာဟောင်းဆက်ရွှေတိုက်စော်ဘွားစက်ကြဆိုင်ကရင်မျိုးသားကောင်းဆောင်စောပါဦးကြီးကနေဒီဘက်ခေတ်မှာဆိုရင်ရိုမန်ရှား ဥကိုနီတို့အထိပါပဲတကယ်လို့သာသူတို့မဟုတ်ပဲလူဆိုးတွေတိုင်းပြည်ဖြတ်တဲ့အာနာရှင်စစ်ကောင်းဆောင်တွေကိုသာလှုပ်ချံဖယ်ရှားနိုင်ခဲ့မယ်ဆိုရင် တိုင်းပြည်ကံကြမ္မာကပိုကောင်းနေမလားဒါပေမဲ့ဒီနေရာမှာမေးရမယ်မေကွန်းကနိုင်ငံရေးစနစ်တစ်ခုကိုပြောင်းဖို့ဒီလိုလှုပ်ချံတက်ဖြတ်မှုနီးလန်းတွေကလုံးတင်သလား morally မှန်ကန်မှုရှိရလားပေါ့နောက်ပြီးနိုင်ငံရေးအရာရောတကယ်ထိရောက်မှု ရှိပါမလား။ကောက်ချက်မချခင်ကျွန်တော်နိုင်ငံမှာဖြစ်ခဲ့တဲ့နိုင်ငံရေးလှုပ်ကြံမှုတွေကိုစမ်းစစ်ကြည့်အောင်။ကျွန်တော်နိုင်ငံဟာနိုင်ငံတစ်တစ်ခုတည်ဆောက်ဖို့ကြိုးပမ်းနေခြင်းလွတ်လပ်ရေးမရခင်မှာပဲလှုပ်ကြံတက်ပြတ်မှုတွေနဲ့စတင်ခဲ့တဲ့နိုင်ငံမှာပထမဆုံးလှုပ်ကြံမှုကအစိုးဆုံးလို့ဆိုရမှာပါ။ဝန်ကြီးချုပ်အနေနဲ့တာဝန်ယူထားတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့သူ့ရဲ့ဝန်ကြီးအဖွဲ့ဝင်6ဦးလို့ပါလွတ်လပ်ရေးမရခင်6လအလို ူလိုင်16ရက်နေ့မှာတပြိုင်တည်းလှုပ်ကြံခံခဲ့ရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဟာတနက်တန်ရ73ချက်နဲ့တည်ဆုံးခဲ့ပါတယ်။သူတို့ကိုလှုပ်ကြံတဲ့ဂလုံဥစိုးလိုလူမျိုးမပေါ်ခဲ့ပဲအဲ့ဒီဝင်ကြီးအဖွဲ့သားတိုင်းပြည်ကိုဆက်အုပ်ချုပ်နိုင်ခဲ့မယ်ဆိုရင်မြန်မာနိုင်ငံရဲ့ကံကြမ္မာဟာတမျိုးတပုံကြောင်းသွားနိုင်ပါတယ်။နိုင်ငံသစ်တစ်ခုတည်ဆောက်ဖို့နောက်ပြီးကမ္ဘာစစ်တမ်းခံထားရတဲ့တိုင်းပြည်ပြည်တစ်ခုကိုအစကပြန်တည်ဆောက်ဖို့မှာအဓိကအလိုအဆုံးကတော့ strong leadership နဲ့ visionary leadership ဆိုရက်ခိုင်မာပြတ်သားပြီးအမျှော်မြင်ရှိတဲ့ခေါင်းဆောင်မှုပါပဲဒါပေမဲ့သူတို့လှုပ်ကြံခံရပြီးတိုင်းပြည်ကိုဥဆောင်ရတဲ့ဝန်ကြီးချုပ်ဦးနှုမှာအဲ့ဒီလိုအရေးချင်းတွေအားနည်းတာကို တွေ့ရပါတယ်သူဟာခိုင်မာပြတ်သားတဲ့ခေါင်းဆောင်တူမဟုတ်တလို့နိုင်ငံရေးကိုဘာသာရေးနဲ့ရောထွေးပြီးကြင့်ကြံတဲ့သူတူလဲဖြစ်ပါတယ်နောက်အရေးကြီးတဲ့တစ်ချက်ကတော့တိုင်းသားပေါင်းစုံနေထိုင်တဲ့နိုင်ငံမှာတန်းတူညီမျှဖို့အတွက် ဖရမူဝါဒကိုဖော်ဆောင်တဲ့နေရာမှာလဲတိုင်းရင်းသားတွေရဲ့သဘောထားကိုလစ်လျူရှုခဲ့ပါတယ်။ဒါကြောင့်နိုင်ငံကိုခိုင်မာတဲ့ပြည်ထောင်စုအဖြစ်မစူးစီးနိုင်ခဲ့ပါဘူး။တိုင်းပြည်ရဲ့အရေးကြီးဆုံးအချိန်မှာတက်သားပြီးအမျှော်မြင်ရှိတဲ့ခေါင်းဆောင်မရှိတာတိုင်းပြည်ကိုစစ်အာဏာရှင်လက်ထဲရောက်သွားစေဖို့အဓိကအချက်တစ်ချက်လို့ဆိုရမှာပါ။ဒါကြောင့်ကျွန်တော်တို့တိုင်းပြည်ရဲ့ကံကြမ္မာကမဆခင်ကတည်းကမကောင်းခဲ့ပါဘူး။ ပိုဆိုးတာကတော့ဒီလောက်ကြံမှုဟာကျွန်တော်နိုင်ငံအတွက်နောက်ဆုံးမဟုတ်ပဲရှေ့ပြင်းနမိတ်တစ်ခုသာဖြစ်ခဲ့ပါတယ်။လူလဲရပြီးခင်မှာလဲထင်ရှားတဲ့သူတွေနိုင်ငံကောင်းဆောင်တွေလောက်ကြံခံခဲ့ရပါတယ်။လူလဲရပြီး6လလောက်အကြာမှာလောက်ကြံတက်ပြက်ခံရတဲ့သူကတော့နိုင်ငံရဲ့ပထမဆုံးနိုင်ငံသားရေးဝန်ကြီးအဖြစ်ထမ်းဆောင်ခဲ့တဲ့ ICS ဦးတင်ထွတ်ပါ သူဟာလွတ်လပ်ရေးရဖို့လန်ဒန်မှာပြည်ထောင်စုနဲ့ဆွေးနွေးပွဲတွေမှာဗိုလ်ချုပ်အောင်ဆန်းနဲ့အတူပါဝင်ခဲ့တဲ့သူဖြစ်ပြီးဗိုလ်ချုပ်အားထားရတဲ့သူတစ်ယောက်ပါသူရဲ့ New Times of Burma သတင်းစာတိုက်ကနေအိမ်ပြန်ကားပေါ်အတက်မှာလက်ပစ်ဘုံနဲ့ပြစ်ပြီးလှုပ်ကြံခံရလို့ကွယ်လွန်ခဲ့ပါတယ်အဲ့ဒီလှုပ်ကြံမှုဟာခဏိတိကြက်ခံမပေါ်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်ကစစ်တပ်ရဲ့ဒုတိယစစ်သင်္ဘာပရိအဖြစ်တာဝန်ယူထားတဲ့ဘူနေဝင်းအဲ့ဒီတုန်းကတော့ဗမှုချုပ်နေဝင်းလက်ချက်ဖြစ်တယ်ဆိုပြီး နောက်ပိုင်းမှာတွယ်ဝိုက်ရေးသားခဲ့ကြပါတယ်။1950မှာချောင်းမြောင်းတိုက်ခိုက်အသက်ခံခဲ့ရတဲ့နောက်တူးကတော့ကင်ဒော်လန်ရေးရဲ့ဖခင်ဖြစ်တဲ့စောဘဦးကြီးပါ။သူဟာ Cambridge Tech သို့ကျောင်းဆင်းဖြစ်ပြီးလွတ်လပ်ရေးမတိုင်ခင်ဝန်ကြီးတာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။ Cockrey မြို့အနီးမှာမြန်မာအစိုးရစစ်တပ်ရဲ့ခြုံကိုတိုက်ခိုက်တပ်ဖြတ်မှုကိုခံခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုမှာလဲဘူနေဝင်းရဲ့လက်ယုံတယောက်ဖြစ်တဲ့ ဘိုးစင်တွင်ဦးစီးပြီးတိုက်ခိုက်ခဲ့တာလို့မတန်းတင်ထားတာတွေရှိပါတယ်။ထောင်ကွက်60နှစ်ဘိုနေဝဲအာနာသိမ်းပြီးနောက်ပိုင်းမှာလုတ်ကြံခံရတဲ့နိုင်ငံရေးကောင်းဆောင်တွေတိုင်းသားကောင်းဆောင်တွေနဲ့အရေးပါတဲ့သူတွေမနှဲပါဘူး။ထောင်ကွက်60နှစ်မလာနှစ်ရဲ့အာနာသိမ်းပြီးအဖမ်းခံရတဲ့နိုင်ငံရဲ့ပထမဆုံးသမ္မတဆက်ရွှေတိုင်ဟာနှင်းစိန်ထောင်မှာဆေးထိုးပြီးအသက်ခံခဲ့ရတယ်လို့သူနဲ့ထောင်ထဲမှာအတူနေခဲ့တဲ့သူတွေက ပြောကြပါတယ်ဒီဘောစော်ဘွားဖြစ်တဲ့ဆက်ကြဆိုင်ကလည်းအာနာသိမ်းပြီး check point တစ်ခုမှာဘုရုံနေဝင်စစ်တပ်ရဲ့အဖမ်းခံရလို့ကြောက်သွားခဲ့ပြီးနောက်ပိုင်းမှာတော့အသက်ခံခဲ့ရတယ်လို့သိရပါတယ်1968မှာနောက်ထပ်လှုပ်ကြံတက်ဖြတ်ခံရတဲ့သူဒူးကတော့မာဗီကွန်မြူနတီပါတီရဲ့ဥက္ကဋ္ဌတခင်တန်းထုံးပါသူကလည်းလွတ်လပ်ရေးတိုက်ပွဲမှာပါခဲ့တဲ့သူဒူးပါကွန်မြူနတီပါတီအခြေဆိုင်တဲ့ဘကိုးယိုးမမှာအစိုးရတချို့တူရဲ့လှုပ်ကြံမှုကိုခံခဲ့ရတာဖြစ်ပါတယ်1985ခုနှစ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကိုထူထောင်ခဲ့တဲ့ကချင်ကောင်းဆောင်နူလုတ်ကြံတက်ပြက်ခံခဲ့ရပါတယ်ဗိုလ်ချုပ်ဇော်ဆိုင်နဲ့ဗိုလ်မှူးချုပ်ဇော်တူညီကိုနူကိုတခြားကချင်အဖွဲ့တစ်ခုကလုတ်ကြံတက်ပြက်ခဲ့ကြပါတယ်အောင်မြင်ခဲ့ရင်ကောင်းသားဆိုပြီးပြည်သူတွေတောင်းတတဲ့လုတ်ကြံမှုတွေလည်းရှိခဲ့ပါတယ်1986မှာအာဏာရှင်ဘူနေဝင်းအပါဝင် သူ့အစိုးရထိပ်ပိုင်းကောင်းဆောင်တွေကိုလုတ်ကြံဖို့အသက်36နှစ်ရွယ် ဗိုလ်ကြီးအုံးကျော်မြင့်ကကြံစီခဲ့ပါတယ်မလ29ရက်ဒေါ်လန်ရေးနေ့မှာကျင်းပမဲ့အလုံလန်းသမရအိမ်တော်ညစာစားဝဲမှာလှုပ်ကြံဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာတစ်ချက်ကိုထည့်ပြောရရင်တရင်ပေါက်ကြပြီးနောက်ပိုင်းမှာဗိုလ်ကြီးအုံးကျော်မြင့်ဟာရန်ကုန်ပြည်လန်းကအမေရိကန်တန်ယုံကိုသွားပြီးနိုင်ငံရေးခိုလုံဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကတန်မတ်ဖြစ်တဲ့ David Osborne ကလက်မခံပဲနောက်နေ့မှာစစ်ထောက်လန်းရေးအကြီးအကဲဗိုလ်မှူးကြီးတင်ဦးကို ကြောင်းကြားခဲ့တယ်လို့ New York Times သတင်းစာကရေးသားခဲ့ပါတယ်။တကယ်တော့ protocol ရသူ့အနေနဲ့နိုင်ငံသားရေးဝန်ကြီးဌာနကိုသတင်းပို့ဖို့ပဲလိုပါတယ်။ဘာပဲဖြစ်ဖြစ် American အနေနဲ့ဘူနေဝင်းအစိုးရနဲ့ဆက်ဆံရေးမထိခိုက်စေချင်တဲ့သဘောဖြစ်နိုင်ပါတယ်။နောက်တော့လှုပ်ကြံဖို့ကြံစည်သူတွေအားလုံးအဖမ်းခံခဲ့ရပြီးနောက်ဆုံးဘူနေဝင်းအစိုးရကဘူကြီးအုံကြော်မြင့်ကိုကြိုးပေးကွပ်မြတ်ခဲ့ပါတယ်။ဤသူအများစုကတော့အဲ့ဒီလှုပ်ကြံမှုသာ ောင်မြင်ခဲ့ရင်ဆိုတဲ့စိတ်ကူးနဲ့ပဲနောက်နှစ်ပေါင်းများစွာဘုန်းနေဝင်းရဲ့စစ်ဖက်အောက်မှာဆက်နေခဲ့ကြရပါတယ်အခုထိပြောခဲ့တဲ့လှုပ်ကြံတက်ဖြတ်မှုတွေကိုစင်ကျင်ကြည့်မယ်ဆိုရင်အကြောင်းတရားတွေကနိုင်ငံရေးအကြောင်းတရားတွေပါပဲဒါပေမဲ့ politics နိုင်ငံရေးဆိုတဲ့ဝေါ်ဟာရကိုအပြီးတံမှာနိုင်ငံအရေးနိုင်ငံရေးသိပ္ပံနိုင်ငံရေးဘာသာရက်အုပ်ချုပ်ရေးဆောင်ရွက်မှု စတဲ့ အတိတ်ပဲဖွင့်ဆိုချက်တွေပဲရှိပါတယ်ဒါပေမဲ့နိုင်ငံရေးနဲ့ပတ်သက်လာရင်လောက်ကျန်တက်ဖြတ်မှုဆိုတာခေတ္တိုင်းနိုင်ငံတိုင်းမှာလို့လို့တုံးကြတဲ့နီလန်တစ်ခု ဖြစ်တာတွေ့ရပါတယ်ဘလို့နေရာတွေမှာတုံးလဲဆိုတော့နိုင်ငံရေးအာဏာရယူဖို့ပြိုင်ဘက်တွေကိုလောက်ကျန်တက်ထက်တဲ့နေရာမှာနိုင်ငံရေးလမ်းကြောင်းတစ်ခုဒါမှမဟုတ်နိုင်ငံရေးအခွင့်အရေးတိုက်ပွဲတစ်ခုကိုရပ်တန့်ဖို့ဥဆောင်တဲ့သူတွေကိုလောက်ကျန်တဲ့နေရာမှာ အုပ်ချုပ်တဲ့သူကစန့်ကျင်တဲ့သူကိုအပြည့်ရှင်းတဲ့ ဆိုတဲ့နေရာမှာသုံးတယ် region change ဆိုတဲ့ဖိနစ်အုပ်ချုပ်တဲ့အစိုးရဆိုးတွေကိုဖြုတ်ချဖို့အာဏာရှင်တွေကိုလှုပ်ကြံတက်ဖြတ်ကြတယ်။ဒါမှမဟုတ်လဲနိုင်ငံရေးစနစ်တစ်ခုအပြောင်းအလဲဖြစ်ဖို့တက်ဆိုင်သူတွေကိုလှုပ်ကြံလေးရှိကြတာကိုတွေ့ရပါတယ်။ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ American လိုနိုင်ငံကနေဒီမိုကရေစီမရှိတဲ့နိုင်ငံတွေမှာဖြစ်စေလှုပ်ကြံတက်ဖြတ်မှုတွေဖြစ်ခဲ့ပါတယ်။ဆိုတော့အရှိဖြစ်စေအနောက်ဖြစ်စေ ဘယ်နိုင်ငံမှမဆိုဘယ်ဘာသာကိုးကွယ်တဲ့နိုင်ငံမှမဆိုစင်းရဲနိုင်ငံချမ်းသာတဲ့နိုင်ငံဖြစ်ပလစ်စီလှုပ်ကြံတက်ပြတ်မှုတွေကနေရာတိုင်းမှာလို့လို့ဖြစ်လေရှိသလိုဒီနေ့ဒီလဲဖြစ်နေစေပါပဲဥမာအနေနဲ့ဆိုအမေရိကန်နိုင်ငံတီထောင်တဲ့သမ္မတလင်ကွန်လူကြိုက်များတဲ့သမ္မတဂျွန်အက်ဖ်ကနေဒီလူမဲဆီဗယ်ရိုက်စ်ခေါင်းဆောင် မာတင်လူသာကင်းတို့လှုပ်ကြံခံခဲ့ရပါတယ်အရှနိုင်ငံဖြစ်တဲ့အိန္ဒိယမှာဆိုရင်မဟာတမဂန္ဒီအိန္ဒိယဂန္ဒီရာဂျစ်ဂန္ဒီတို့ လှုပ်ကြံခံခဲ့ရပြီးပါကစ္စတန်မှာဆိုလဲလှုပ်ကြံမှုတွေမနှဲဖြစ်ခဲ့ပါတယ်ဆိုတော့ politics ဆိုတဲ့နိုင်ငံရေးကိုပဂရီအခြေအနေတွေပါထက်တွက်ပြီးအတိတ်ပဲဖွင့်ရရင်လှုပ်ကြံတက်ဖြတ်မှုဆိုတဲ့ဖွင့်ဆိုချက်ပါထက်ထရမလို့ပါပဲကဘာကြီးကနီးပညာတွေတိုးတက်ပြီးလူနေမှုအဆင့်အတန်းတွေမြင့်တက်လာပေမဲ့နိုင်ငံရေးမှာခက်ဆက်ဆက်ကျင့်သုံးခဲ့တဲ့ဒီလှုပ်ကြံတက်ဖြတ်တဲ့နီးလန့်ကတော့ ဖြစ်မကုန်ခဲ့ပါဘူး2003မေလ30ရက်နေ့မှာဒေါ်ဆန်းစုကြည်ကိုဘူတန်ရွှေရဲ့စစ်ဆိုးရကလှုပ်ကြံဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီဒီပဲရင်လှုပ်ကြံမှုမှာသူ့ NLD ပါတီကိုထောက်ခံတဲ့သူ80လောက်အသက်ခံရတဲ့ report တွေရှိခဲ့ပါတယ်2008 February လ14ရက်နေ့မှာလဲကင်မျိုးသားအစည်းအရုံး KNU ရဲ့အထွေထွေအတွင်းမှု romancer ကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာကရင်တနသမား2ယောက်ကသူ့ရင် body တက်ပြီး တက်တက်သွားခဲ့ပါတယ်ဒီလှုပ်ကြံတက်ပြတ်မှုဟာ KNU ကခွဲထွက်ပြီးစစ်စွားနဲ့ပူးပေါင်းသွားတဲ့ဒီမိုကရက်တစ်ကရင်ဗိုဒ္ဓဘာသာတက်မတော် DKBA နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတက်မတော်ညီညာရေးကောင်စီတို့ကို KNU ကတန်တရားရှိခဲ့ပါတယ်မြန်မာစစ်တပ်ရဲ့နောက်ွယ်ကလက်တွေလည်းပါမယ်လို့ချို့ကယုံကြည်ကြပါတယ်ဒီမိုကရေစီအသွင်ပြောင်းလဲဖို့ကြိုးစားနေတဲ့2019မှာတော့ NLD ရဲ့ဥပဒေအကြံပေးဖြစ်တဲ့ဥက္ကဋ္ဌရာရန်ကုန်လေစိတ်မှာနေကင်းကြောင်တောင် လှုပ်ကြံခံခဲ့ရပါတယ်။နိုင်ငံခီးစဉ်ကပြန်လာတဲ့သူ့ကိုလှုပ်ကြံတဲ့ပုံစံဟာဒိုင်းပြည်လုံးအတွက်ထိတ်လန့်စရာ။သူ့ကိုလှုပ်ကြံတဲ့သူတွေထဲမှာတနသမားကြည်လင်းကလွဲရင်ကျန်တဲ့သူတွေကစစ်တပ်အရာရှိဟောင်းတွေဖြစ်တဲ့ထောက်လန်းရေးဗိုလ်ကြီးအောင်ဆရာဖြူဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်နဲ့ဗိုလ်ဖြစ်ခဲ့တဲ့အောင်ဝင်းစော်တို့ပါဝင်ပတ်သက်နေတာကိုတွေ့ရပါတယ်။လှုပ်ကြံမှုတွေကိုခုနဆွေးနွေးခဲ့တဲ့အချက်တွေနဲ့ဆန်းစစ်ကြည့်မယ်ဆိုရင် ဘူဂျုံဆန်းတဲ့သူ့ဝင်ကြီးတစ်ဖွဲ့လုံးကိုလှုပ်ကြံတာနိုင်ငံရေးအာဃာတနဲ့အာဏာကြောင့်ကရင်မျိုးသားစောဘဦးကြီးကိုတတ်တာကရင်ကျမဖန်တီးနိုင်ဖို့ဆိုတဲ့ကရင်တော်လှန်ရေးကိုခေါင်းဆောင်မဲ့သွားစေဖို့ပါ Civil Rights ခေါင်းဆောင်မာတင်လူသာကင်းအသက်ခံရတာသူဦးဆောင်နေတဲ့တားယောင်ခွဲခြားဆက်ဆံမှုစနစ်ရပ်တန့်ဖို့တိုက်ပွဲကိုဖြည့်ဆည်းပစ်တာပါပဲဒေါန်ဆန်းစုကြည်ကိုလုံးကြံဖို့ ကြိုးစားတာကမြမဒီမိုကရေစီတိုက်ပွဲခေါင်းဆောင်မဲ့သွားစေဖို့ဖြစ်တယ်လို့ဥက္ကိုနီကိုလှုပ်ကြံတက်ထက်တာကလည်းသူ့ရဲ့အခြေခံဥပဒေပြင်ဆင်ရေးတိုက်တွန်းမှုတွေကိုရက်တွန့်သွားဖို့နဲ့ထောက်ခံသူတွေကိုခြောက်လှမ်းဖို့ဒီပြေးချက်လို့လည်းပြောလို့ရပါတယ်။ဒီနေ့အဖြစ်စစ်တပ်ရဲ့နိုင်ငံရေးလမ်းကြောင်းကိုမနှောက်ရှက်နဲ့ဆိုတဲ့ message သတင်းစကားကိုသူ့ကိုလှုပ်ကြံပြီးတနိုင်ငံလုံးကိုပေးခဲ့တာ။2021အာနာသိမ့်ပြီးနောက်ပိုင်းထပ်ဖြစ်တဲ့ case တစ်ခုကတော့စစ်ကောင်စီကိုစန့်ကျင်တဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာတံမက် ဥကျော်မိုးထွန်းကိုအမေရိကမှာထုတ်ကြံဖို့ကြံစီခဲ့တဲ့အမှုပါ။ပါဝင်ပတ်သက်နေတဲ့မြန်မာနိုင်ငံသားနှုတ်ကိုအမေရိကန်ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပေမဲ့နောက်ွယ်ကပါဝင်နေတဲ့သူတွေကိုတော့မဖော်ထုတ်နိုင်သေးပါဘူး။စစ်ကောင်စီကတော့သူတို့နဲ့မပတ်သက်ဘူးလို့ညှင်းဆိုထားပါတယ်။တစ်ဖက်မှာလည်း2021နောက်ပိုင်းမှာဒေါ်လာရေးအင်အားစုတွေဘက်ကစစ်ကောင်စီနဲ့ပတ်သက်နေတဲ့တဲ့အရာရှိဟောင်းတွေကိုလုတ်ကြံတက်ချက်ကြတာတွေရှိပါတယ်။စစ်ကောင်ဆောင်မင်းအွန်လိုင်းနဲ့ တူကောင်းဆောင်စိုးဝင်းတို့ကိုလည်းသူတို့ရဲ့ခီးစဉ်တချို့မှာလှုပ်ကြံတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။နာဇီဂျာမနီကောင်းဆောင်ဟစ်တလာကိုလှုပ်ကြံဖို့ကြိုးစားခဲ့တာတွေမနှဲပါဘူး။1939အစောပိုင်းလောက်ကတည်းကသူ့ကိုလှုပ်ကြံနိုင်ရင်ဒုတိယကမ္ဘာစစ်ကိုရှောင်နိုင်ခဲ့မလား။ဒုတိယကမ္ဘာစစ်ကြောင့်တည်ဆုံးခဲ့တဲ့လူပေါင်းသန်း80သန်း80လောက်ရဲ့အသက်တွေကိုကယ်တင်နိုင်ခဲ့မလား။ကျွန်တော်မြန်မာအပေါ်ရင်တကဘာလုံးစစ်တံကို6နှစ်လောက် ခံစားဖို့လိုမလားမြန်မာမှာလဲဘိုးကြီးအုံးကျော်မြင့်ကဘိုနေဝင်းကိုလှုပ်ကြံနိုင်ခဲ့ရင် တိုင်းပြည်1986ခရဲကဆင်အနာရှင်စနစ်ယောက်ကလွတ်မြောက်နိုင်ခဲ့ပါတယ်ဘိုနေဝင်းဘိုတန်းရွှေတို့တဲ့ပိုလို့တောင်ဆိုပြီးတိုင်းပြည်ရဲ့ဒီမိုကရေစီလမ်းကြောင်းကိုဖျက်ဆီးရာဇဝမှုပေါင်းစုံကျူးလွန်ထားတဲ့လက်ရှိစစ်ကောင်ဆောင်မဲအောင်နိုင်ကိုရှင်းနိုင်ရင်ရောမတရားအာဏာသိမ်းပြီးတိုင်းပြည်ကိုစစ်တလင်းဖြစ်အောင် လုပ်ခဲ့တဲ့မဲအောင်နိုင်ကိုလည်းပြည်သူအများစုက ဒီပိုင်းမြေပေါ်ကပျောက်သွားစေချင်တာကတော့မိကုန်းထုတ်เสียမလို့ပါဘူး။ဘယ်နည်းနဲ့ဖြစ်ဖြစ်လို့ဆိုရမှာပါ။ဒီနေရာမှာအရေးကြီးတဲ့အချက်နှစ်ချက်ကိုစဉ်းစားဖို့လိုပါတယ်။လှုပ်ကြံတက်ဖြတ်တာ morally မှန်ကန်တဲ့လှုပ်ရက်လား။နောက်ပိုအရေးကြီးတဲ့တစ်ချက်ကတော့နိုင်ငံရေးရထီအောင်မှုရှိမှလားဆိုတဲ့အချက်ပါပဲ။ကမ္ဘာကိုဖျက်တဲ့ဟစ်တလာလိုလူမျိုးကို ရှင်းတာကမ္ဘာကြီးနဲ့ကမ္ဘာသူကမ္ဘာသားတွေအတွက်ကောင်းမှာမို့ တရားမျှတတယ်ဆိုရင်မြမာကိုဖျက်တဲ့အာနာရှင်ဆိုးကိုရှင်းမယ်ဆိုရင်ရောမှန်လားတရားမျှတတယ်ပြောလို့ရမှာလားခေါင်းဆောင်ကိုရှင်းတယ်ဆိုတာခေါင်းဆောင်ကိုဖဲ့တယ်ဆိုတာစနစ်ပြောင်းဖို့ပါစစ်ခေါင်းဆောင်တယောက်ကိုရှင်းလိုက်ရင် တိုင်းပြည်စစ်အာနာရှင်စနစ်အောက်ကလွတ်မြောက်ပြီးဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ရောက်သွားမလားအဲ့ဒီလိုမှမဟုတ်ပဲသူ့လိုဒါမှမဟုတ်သူ့ထက်တောင်ပိုဆိုးတဲ့စစ်ဘိုလ်ချုပ်တယောက် တက်လာမယ်ဆိုရင်ရောစတေးစထရောင်းဂူလက်